ခยีသွားတယောက်ကခยีသွားနေရင်းထဲမှာတောင်ကုန်းကြီးရှိတဲ့တောင်နှမ်းကြီးရှိတဲ့နေရာတနေရာကိုရောက်လာပါတယ်အဲ့တော့အဲ့ဒီတောင်ကုန်းဘော်တွေကြည့်လိုက်တဲ့အခါမှာဟိုဘက်တောင်ကိုလှမ်းကြည့်လိုက်တော့အင်မတန်သာယာလှပတဲ့တောင်ကြီးတစ်တောင်ကို တွေ့ပါတယ်နော်သာယာလှပရင်နော်ပန်းမြေတွေလည်းမြင်နေရတယ်နော်အဲ့ဒီမှာရွှေငွေတွေလည်းလှမ်းမြင်နေရတယ်ဒီဘက်ကတောင်ကနေမှကျွန်တော်တို့ဘာလို့ထားလဲဆိုတော့အဲ့ဒီတောင်ကို တဒားနဲ့တဒားထိုးထားတယ်။ဒါပေမဲ့တဒားကအပြစ်ထောင်ထိုးထားတာမဟုတ်ဘဲနဲ့လမ်းတဝက်ရောက်တဲ့ခါမှာတဒားကလုံအောင်ကိုရက်သွားပါတယ်။အဲ့တော့ခီးသွားကအဲ့ဒီတဒားပေါ်မှာသူဟာလမ်းလျှောက်လာတယ်။လမ်းလျှောက်လာပြီးတော့မှပိုဘက်တောင်ကိုလှမ်းကြည့်လိုက်တော့အလားပါတရားကြီးလည်းမြင်ရတယ်၊ရွှေတွေငွေတွေလည်းမြင်ရတယ်။အဲ့တော့ဆက်လျှောက်သွားရင်ပြေးကြတယ်သူအဲ့ဒီနေရာကိုရောက်ကိုရောက်နေတယ်။ဒါပေမဲ့ဆက်လျှောက်သွားဖို့ကလည်းဒီမှာတဒားကတနေရာလေးတင်ကျွန်တော်တို့ကရက်သွားတာ။ လို့လွန့်ကောင်းတယ်အဲ့ရကိုရောက်အောင်သွားကျင်တာမဖြစ်မနေသွားကျင်တာသွားကျင်တော့သူ့ရဲ့ရင်တွင်းထဲက calling เนาะဒီခန်းစားချက်ခေါ်စံတစ်ခုကိုကြားလိုက်တယ်ဆက်သွားနော်မင်းချီလန်းတလန်းလောက်မြန်ပေမင်းပိုလန်းကြည့်ပါလားချီလန်းတလန်းနဲ့ပဲသူ့ရဲ့ရင်တွင်းကခေါ်တယ်သူ့ကိုပြောတယ်ဒါပေမဲ့သူဟာကြောက်နေတယ်ဘာကြောင့်လဲဆိုတော့မသေးကြမရည်ရတဲ့အတွက်သူလာတဲ့လမ်းကအဲ့တော့တရားရှိတယ်သေးကြရည်ရဒါပေမဲ့ရှစ်တချီလန်းတို့လိုက်လို့ရှိရင်သူပြုတ်ကြဖို့ရှိတယ်သူတက်အသေးသွားနိုင်တယ် ဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူ့ရဲ့ရင်တွင်းကခေါ်တဲ့အတိုင်းသူသူ့ရဲ့ပထမအဦးဆုံးခြိလန်းကိုချလိုက်တဲ့အခါမှာထူးထူးဆန်းဆန်းမင်းเนาะအဲ့တော့အဲ့ဒီတံတားကရက်သွားတာမဟုတ်ပဲနဲ့ဖန်တံတားမှန်တံတားကြီးဖြစ်နေတာမမြင်ရဘူးဒါပေမဲ့အန်နေကင်းအဲ့တော့သူကအဲ့ဒီပုံမှာ တက်နင်းလိုက်တယ်သူ့အတွက် safe ဖြစ်သွားတယ်နောက်ခြိလန်းတလန်းဆက်လျှောက်တဲ့အခါမှာလေသူ့အတွက် safe ဖြစ်တယ်တလန်းချင်းတလန်းချင်းတလန်းချင်းလျှောက်သွားလိုက်တာဟိုဘက်တောင်ကိုရောက်သွားရော အဲ့တော့ရောက်သွားတဲ့အချိန်မှာသူပြောတယ်အဲ့တော့အလှပတရားတွေခံစားရတဲ့ရွှေတွေငွေတွေရတယ်မွေးကြိုင်ခြင်းဟလာကြည်နူးခြင်းစိတ်ချမ်းမြေ့ခြင်းဆိုတာကိုကျွန်တော်တို့ရတယ်ဒီကြောင့်ရတဲ့ကနေပြီးတော့မှကျွန်တော်ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာလည်းဒီအတိုင်းပါပဲအဲ့တော့ခုနကတဒားဆိုလို့ရှိရင်လူတော်တော်များများကအဲ့ဒီနေရာကိုရောက်တယ်တဒားကရက်သွားတဲ့ချက်လို့ရှိရင်ပြန်နှဲ့သွားကြတယ်ကြောက်ကြတယ်မသေးကြမရေရတဲ့အတွက်တော့သူတို့အတွက်အန္တရာယ်ရှိတဲ့အတွက် certainty လို့ခေါ်တဲ့သေချာရေရမှုမရှိတဲ့အတွက် နော်ဒါပေမဲ့ तू ကတော့ဆက်သွားတဲ့အခါမှာ तू လိုချင်တဲ့ပန်းတိုင်းမျောသွားတယ်အဲ့တော့ကျွန်တော်တို့ဘဝတွေမှာလည်းဒီတိုင်းပါတချို့သူတွေကတေချာတာကိုတိုက်ပါတယ်နော်မတေချာရင်မလုပ်ပါဘူး certainty ကိုပဲသွားပါတယ် uncertainty ကိုမသွားပါဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့တို့ရောက်ချင်တဲ့ဘဝတွေရချင်တဲ့ဘဝတွေကိုမရကြပါဘူးကျွန်တော်ကတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးကျွန်တော်တေချာတဲ့ဘဝကိုနေမယ်ဆိုလို့ရှိရင်တော့တေချာတဲ့ကျွန်တော်အခုရွာမှာပဲနေရွာမှာပဲကြီးရွာမှာပဲရွာသားပဲဖြစ်နေပါဦးနော်အတော်သားပဲဖြစ်နေပါဒါပေမဲ့ကျွန်တော်ဘာဖြစ်လဲအဲ့တော့ ကျွန်တော်ဒီကြတော့ကျွန်တော်ဘဝမှာမြင်နေရတာတွေရှိတယ်เนาะငါအချိန်ခုရောက်တဲ့ခါမှာငါချမ်းသာကြွယ်ဝမှုတွေရရမယ်ငါလုပ်ငန်းရှင်ကြီးတယောက်ဖြစ်ရမယ်ဆိုတော့လမ်းမြင်နေရတာကျွန်တော်တော့เนาะဒီဘက်တရဒီဘက်တောင်ကနေဟိုဘက်တောင်လမ်းမြင်နေရတာအဲ့တော့လမ်းလျှောက်သွားတယ်မသေးချာမရေရာမှုတွေကိုဘာလို့ရမှာလဲဖြတ်ကျော်သွားတဲ့ခါဆင်ပြေသွားတာပဲကြောင့်မို့ကျွန်တော်တို့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ငယ်တွေမိရှိတွေဒီလေဟိုကလုပ်ငန်းရှင်ပဲဖြစ်ဖြစ်เนาะကိုကလူငယ်တွေပဲဖြစ်ဖြစ်ကိုကဝန်ထမ်းတွေပဲဖြစ်ဖြစ်ဘဝမှာတေချာရေရာတဲ့နေရာလေးပဲရဲ့မနေပါနဲ့ တော့ရှေ့ဆက်သွားပါမသေးကြမရေရာမှုတွေကိုဖယ်ရှားပြီးတော့မှဘာလို့မှလဲဆို risk ယူပါစွန့်စားမှုတွေယူပါယူပြီးတော့မှရောက်အောင်ရှေ့ကိုဆက်သွားပါအဲ့ဒါဆိုလို့ရှိရင်တော့ခုရလှပတဲ့အနာဂတ်စီကိုရောက်ပါလိမ့်မယ်ဒီကြောင့်အနေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျောင်းလူငယ်တွေမိတ်ဆွေတွေကအကျိုးစုံရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘို့တို့အကျိုးစုံရရလဲဆိုလို့ရှိရင်တော့ထုံးစံတိုင်းမှာ comment မှာ yes ရေးပြပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ခုညံလေးအောင်ပါငင်္ဂါရှိတော်နေနေဖြစ်ပါတယ်